အပါဒီနေ့ကတော့အာအစ်ဝင်းနဲ့အီရန်နဲ့ပတ်သက်ပြီးမှပွဲဒီကျွန်တို့နည်းနည်းကြမ်းလာနေရကိုတွေ့ရတဲ့ချင်းအဖြစ်စိတ်မကောက်ပါဘူးเนาะမနေ့ကဒေါ်နယ်ထရပ်က G7 meeting ပေါ့ပေါ့ G7 summit meeting မှာကနေဒါမှာပေါ့เนาะသူကမျက်မျက်ပြန်သွားရတယ်เนาะမျက်မျက်ပြန်သွားရတဲ့အနေအထားမျိုးအရေးပေါ်ပြန်ရတဲ့အနေအထားမျိုးမှာဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့ ဒီအီရန်နဲ့အစ္စရေးစစ်ပွဲကပုံပြီးမှကြီးပွားလာနိုင်ဖို့ပုံပြီးမှများလာဖို့ဘာမှအသိမှာဖို့အခြေအနေမျိုးပဲရှိနေတဲ့အဲ့ဖက်ကိုပုံပြီးမှတွေ့တဲ့ကြောင့်သူတို့တွားရခြင်းဖြစ်ပါတယ်အဲ့ဒါဘာဘာဖြစ်လို့လဲဆိုရင်အမမကဒီဒေါ်နယ်ထရန့်ရဲ့တဘောထားကဘာလဲဆိုရင်သူကစစ်ပွဲမှာဖြစ်ခြင်းဘူးစစ်ပွဲတွေကိုသူကရက်တန်းခြင်းတယ်စစ်ပွဲတွေလုံးမဲ့စားသူတို့ကကိုယ်နိုင်ငံကိုစစ်ပွဲတိုးတက်အောင်လုပ်ပြီးမှတကဘာလုံးပေါ့နော် ကိုပီတူပီသားတွေချာချမ်းသာသာဖြစ်သွားအောင်ကိုမဖြစ်သွားပြီးမှစီးပွားတိုးတက်အောင်လုပ်ဖို့တူအားအတာကိုကဘာမှာတော့ဖြစ်ဖို့အတွက်တူအားဥတီထားဥတီထားတာဖြစ်တယ်တူအားတို့လှုပ်ချင်တာဖြစ်တယ်ဒါပေမဲ့ဒီအစ်စရီနဲ့ယူကရိန်းနဲ့ပတ်သက်ပြီးမှအာစီရီမိုအစ်ရှင်ရဲ့အီရန်ရဲ့ပြီးတော့ရုရှားနဲ့ယူကရိန်းနဲ့ပတ်သက်ပြီးမှလည်းတူအားမတမကောင်းကိုက်ခံရတယ်သူမစားပြောတဲ့ချိန်မှာတူအား negotiate လုပ်နိုင်လေမေးလို့တူအားထင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ အဲအဲ့ဒါဘာကြောင့်ပြောတယ်လဲဆိုရင် तू က तू reaction နဲ့ तू ਨੇ အဆက်ဆံမှုကတော့အမြဲတမ်းကောင်းခဲ့တော့ကြောင်းဖြစ်တယ်နောက်တစ်ခုကအာ तू ਨੇ နည်းနည်းပါးပါးဆက်တွေ့ရှိလဲရှိမှာပေါ့နော်ဒီ reaction သမတန်နဲ့ပူတင်နဲ့ပေါ့နော်ဒါမဲ့ तू ထင်ထားသလိုတော့မလွယ်ကူဘူးဖြစ်သွားတယ်နည်းနည်းခက်ခဲမှုတွေဖြစ်သွားတယ်ဟိုရွေးကောက်ဘောအာပြီးသွားတာခု၄၅လ၆လထဲတော့ဝင်လာပြီပေါ့နော်၃လ၄လလောက်ဝင်လာပြီခု၄လထဲမှဝင်လာပြီ so d israel နဲ့ ability ukraine နဲ့ russia နဲ့ပတ်သက်ပြီးမှဒီကောင်ငေးချိုင်းဖြစ်သွားမလားမဟုတ်ဘဲနဲ့ iran နဲ့ israel ဒီနိုင်ငံကငေးချိုင်းဖြစ်သွားမလားကျွန်တော်ထင်တယ် iran ဖက်ကတော့လွယ်လွယ်လေးနဲ့တော့ကျွန်တော်တို့အာရှုံးပေးမှာတော့မဖြစ်မဟုတ်ဘူးကျွန်တော်ထင်တာလေမဖြစ်နိုင်ဘူးလွယ်လွယ်လေးနဲ့တော့ရှုံးပေးမှာမဟုတ်ဘူးဘာကြောင့်လဲဆိုပထမဦးဆုံးအနေနဲ့ပြောမစွင်သူ့ရဲ့လူသားတော်တော်များများသေသွားပြီဖြစ်တယ် သူအဲနျူကလ িয়ার နဲ့ပတ်သက်တဲ့ science တိပ္ပဉ္စရှင်ကြီးရဲ့တော့တကယ်စမှုတရားမှာတကယ်အခွင့်အာဏာပြည်နေတဲ့လူတွေရဲ့ပြီးတော့ဒီအခု spiritual leader ဖြစ်တဲ့ leader ဖြစ် spiritual leader ဖြစ်တဲ့အာဒီ iran ရဲ့ leader ပေါ့တကယ်ဆရာကြီးဖြစ်တဲ့ဗာဒာကြီးဆရာကြီးပြောမဆိုပေါ့နော်သူကလည်းအာသူ့ဘေးနားမှာတိတ်မရှိတော့ပါဘူးเนาะတော်တော်များများအားလုံးကတော့တည်ဝါပြီးအဆုံးတတ်ခံရတာဖြစ်တယ် ဆိုတော့အခုဒါနဲ့ပတ်သက်ပြီးမှအီရန်ကလည်းအမတမ်းမတိန်းတာဖြစ်တယ်ဆိုတော့လူလူလေးနဲ့အရှုံးပေးမှမဟုတ်တော့ဘူးဒါကြောင့်ဆက်ဖြစ်လာနိုင်ဖို့အနေဒါမျိုးမှရှိပေမဲ့အခုတမတာကဆက်လက်ပြီးမှတမတာထရော့ဆက်လက်ပြီးသူတို့ညှိနှိုင်းမှုတွေလုပ်နေတယ်ဆိုတော့ဟိုနေ့ကပြောတာကအီရန်နဲ့တမနာထရော့နဲ့ငိုရှင်လို့ဖို့ဆွေးနွေးဖို့တိုင်ပင်ဖို့လုပ်ထားတာကအဲ့ offer က draw off လုပ်လိုက်ပြီလို့ပြောတာဖြစ်ပါတယ်နော်ဟိုရုတ်သိမ်းလိုက်တာပေါ့နော် ရောက်သိမ်းလိုက်တာကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့အခုဆက်လက်ပြီးမှဒီဟာကိုနှစ်နိုင်ငံစလုံးစိတ်ကတင်းမာမဲ့တော်ရထွက်ပြီးမှပဲချမဲ့အနေထားမျိုးမှာရှိလာရတော့ဒီကျွန်တော်ထွက်ကလည်းဒီနှုတ်နှစ်နိုင်ငံထဲမှာသူလုံနိုင်မှာလုံနိုင်ဖို့တော့မဖြစ်တော့တားနိုင်တော့အချိန်နေတော့တိတ်နေပါမယ်ပေါ့40ရက်ခန့်တော့ပဲရှိမယ်ဒီကြားထဲမှာခုရုရှားကလည်း air strike ကိုဝါနေလင်းနဲ့ပေးနေတော့ကျွန်တော်တွေ့ရတယ်နော်ရုရှားက စ္စရေးကိုဝါနီလေးနဲ့ပြီးနေအောင်တွေ့ရတယ်ပြီးတော့ကျွန်တော်ထင်တာဒီစစ်ပွဲထဲမှာရုရှားသာပါလာမယ်ဆိုရင်တော့ကြီးကြီးမားမားဖြစ်သွားမယ်မိတ်ဆွေနော်တတိယကဘာစစ်ကဘာစစ်ကြီးကဖြစ်သွားတော့မှာဆိုတော့ရုရှားကလုံနိုင်သလားပေါ့ရုရှားကလုံနိုင်သလားလို့ရုရှားကလုံနိုင်သလားလို့မေးတဲ့ချိန်မှာရုရှားကတော့စေလေကြောင်းနဲ့ပတ်သက်ပြီးမှအာဟိုတခါက ယူကရိန်းနိုင်ငံကနေယူကရိန်းနိုင်ငံကနေရုရှားကိုစော်ပလိုက်တာပေါ့နော်သူရဲ့လေကြောင်းနဲ့ပတ်သက်ပြီးမှတော်တော်လေး30ရခိုင်နှုန်းလောက်100ရခိုင်နှုန်းလောက်မတူဘူးထိခိုက်မှုရှိသွားတယ်လို့ပြောတာဖြစ်တယ်တော်တော်လေးတော့ထိခိုက်မှုရှိသွားလို့ပြောတယ်ဆိုတော့ကျွန်တော်ထင်တာအာဒီအစ္စရေးကအီရန်ကိုမတိုက်ခင်မှာကျွန်တော်ထင်ယူကရိန်းကရုရှားကိုအထင်အောင်လှုပ်ထားတာကကျွန်တော်ထင်တာသူတို့ရဲ့နိုင်ငံမှာလဲအစ္စရေးရဲ့ကူညီမှု ရှိလားတော့ကိုကမပြောတတ်ဘူးဒါပေမဲ့ဖြစ်လဲဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုရင်ရုရှားကအဲ့လိုမလုပ်ဘဲနဲ့ဆက်လက်ပြီးမှဒီဟိုဖြစ်သွားမယ်ဆိုရင်တော့ဒီအီရန်ကိုကိုလည်းကူညီနိုင်တယ်အနေဒါမျိုးမှဖြစ်တယ်နလာထွန်နိုင်နေတာဖြစ်ပြီးမှအာဘာလဲပါဝင်လာတဲ့အထအနေဒါမျိုးမှရှိတယ်ဒါပေမဲ့အခုကတော့ကျွန်တော်ထင်တာသူတို့ရက်ခိုင်လို့30ရက်ခိုင်လို့လေချောင်းပတ်သက်တဲ့30ရက်ခိုင်လို့ထိခိုက်နိုင်မှုဖြစ်သွားတယ်ဆိုရင်တော့တရားဆက်လက်ပြီးပါဝင်နိုင်ဖို့လည်း ဘလို့ဖြစ်လာမလဲတော့မပြောတတ်ဘူးဒီ channel မှာရုရှားပါလာမယ်ဆိုရင်တော့ဒီ EU ကိုဖွက်တယ်နော်ပါလာလိမ့်မယ်အင်္ဂလန်တို့ဂျာမနီတို့ပြစ်တစ်တို့နော်ပါလာပါလာမယ် USA တို့ပါလာမယ်ဒီလိုပါလာရင်တော့ရုရှားကလည်း okay သူ့မှာနျူကလ িয়ার က9000ကျော်လောက်ရှိတာနျူကလ িয়ার လက်နက်က9000ကျော်လောက်ရှိတာနော်နဲတော့မဟုတ်ဘူး ဒီ USA ဒီကဘာမှာတကဘာလုံးကိုတကဘာလုံးကိုအဆုံးတက်အောင်နျူကလ িয়ার ဗုဒ္ဓပြစ်မယ်ဆိုရင်အလုံးအလများမလို့ပါဘူးအလုံး200ပဲလို့တာဖြစ်ပါတယ်အများမလို့နော်အလုံး200ပဲလို့တယ်အလုံး200သာကြမယ်ဆိုရင်ပေါ့နော်အလုံး200သာဒီကဘာမှာကြသွားမယ်ဆိုရင်နျူကလ িয়ার ဘုံအလုံး200သာကြသွားမယ်ဆိုရင်ဒီကဘာလုံးအလုံးကဘာမှရဆရာမလို့နေခုကျွန်တော်ပြောနေတူကျွန်တော်ကိုတိုင်တော်မှဒီနားထောင်နေတဲ့သင်ကိုတိုင်တော်မှ ရှိမှာမဟုတ်တော့ဘူးเนาะအလုံး200သာပြစ်လိုက်မယ်ဆိုပေါ့เนาะဆိုတော့နျူကလ িয়ার ကမတမ်းမကြောက်စရာကောင်းတာဖြစ်ပါတယ်ဆိုတော့တကယ်တမ်းရုရှားကနျူကလ িয়ার လက်နက်တွေတောပြီးမှအီရန်ဘက်ကိုကူညီဖို့လှုပ်လာမယ်ဆိုရင်တော့ဒီအနောက်ကလူတွေအားလုံးကလည်းရုရှားနဲ့ပြန်ဖြစ်လာနိုင်ဖို့အနေအထားမျိုးမှာရှိလာလိမ့်မယ်ဆိုတော့ကျုံးတို့ကဘာကအာကျုံးစာနဲ့မှပြောထားတာကဘာလဲဆိုရင်စိုးရိမ်ခြင်းပဲဖြစ်လာမယ်တဲ့ တနစ်ပဲတနစ်ကောင်းလာလာမရှိဘဲနဲ့စုပ်ယုပ်တဲ့ဖက်မှာပဲပါသွားမယ်လို့ကျွန်တော်ပြောတာဖြစ်တယ်။ဆိုတော့ကျွန်တော်ထင်တာမကောင်းတဲ့ဖက်မှာပဲပို့ပြီးဥတီသွားတာပေါ့။လောဘစိတ်ပြန်အလောဘစိတ်ပုံများလာမယ်။အာတစိတ်တွေပုံများလာမယ်။ငါဆိုတဲ့စိတ်တွေပုံလာများလာမယ်။ငါနိုင်ငံကဘလောက်ကောင်းတယ်လဲဆိုတာလည်းများလာမယ်။ဆိုတော့အဲ့မှာတမချောက်စရာကောင်းတဲ့အနေအထားမျိုးမှာဖြစ်နေတာဖြစ်ပါတယ်မိတ်ဆွေ။ဒါကြောင့်ကျွန်တော်ပြောပြချင်တဲ့ရေကပါလဲဆိုရင်ဒီအစ်ရေနဲ့ဒီအီရန်ဘွဲ့မှာ ဒီဂျာနယ်မှာတည်ငြိမ်မှုမရှိတော့ဘူးဆက်လက်ပြီးမှနောက်ထပ်3ရက်လောက်4ရက်လောက်ထပ်ပြီးမှဖြစ်သွားနိုင်မယ်ဆိုရင်ကျွန်တော်ထင်တာကတော့ဒီစက်ကတော့ငြိမ်ဖို့အနေအထားမျိုးမှာမရှိတော့ပါဘူးเนาะပို့ပြီးမှကြည့်ပေါ်နိုင်တဲ့အနေအထားမျိုးမှာရှိတယ်ဒီဂျာနယ်မှာရုရှားကသာပါလာမယ်ဆိုတော့အမတာမှပို့ပြီးမှကြီးသွားနိုင်တဲ့အနေအထားမျိုးမှာရှိတယ်ဆိုတော့ဒီနေ့ကတော့မနေ့ကတော့အာထွန်းကပြောတယ် ညီနိုင်ဖို့ငင်းချိုင်းဖြစ်ဖို့အတွက်ကတော့ဥဆောင်ပြီးမှလုပ်မယ်လို့ပဲသူပြောနေတာဖြစ်ပြန်ဒါပေမဲ့ဒီနေ့ကတော့ပါပြောတယ်လဲဆိုရင် USA နိုင်ငံကနေထုတ်လုပ်တဲ့လက်နက်တွေအားလုံးကဘယ်နိုင်ငံကထုတ်တဲ့လက်နက်ထက်တောင်မှအကူတားတယ်လို့သူပြောတာဖြစ်တယ်ဆိုတော့အီရန်ကတော်တော်များများလက်နက်နေရှိပေမဲ့ USA ကထုတ်တဲ့လက်နက်ကိုတော့မီမာမဟုတ်ဘူးလို့ပြောနေတာဖြစ်တယ်ပြောချင်တာကပါလဲဆိုရင်မေဘလော့ဘလက်နက်ရှိရှိပါ USA နိုင်ငံကနေအာကူညီနေတဲ့ထောက်ပံ့မှုတွေပေးမယ်ဆိုရင် ခံနိုင်မှာမဟုတ်ဘူးလို့ပြောနေတဲ့အနေအထားမျိုးမှာရှိသွားတာဖြစ်တယ်။ဆိုတော့ဒီကြားကိုတရားကိုဘလို့သဘောရပြီးမှတခုခက်တာကဘာလဲဆိုရင်အီရန်ကသူက nuclear လက်နက်ကိုလိုကိုလိုချင်တာ nuclear လက်နက်ကိုမထုတ်ဖို့တားမယ်ဆိုရင်သူကဘယ်လိုနည်းမှခွင့်ပြုချက်ဘယ်လိုနည်းနဲ့မှကိုမှအရှုံးမပေးချင်တာဆိုတော့ဒါမဲ့ဒီအနောက်က USA နိုင်ငံကလည်းတမတက်ကလည်းအီရန်ကိုလုံးဝ nuclear လက်နက်မရှိစေချင်ဘူး ပြောမစရခုနပြောသလိုပဲနင်းတက်လိုက်မယ်နင်းချေချောက်လာပေါ့နင်းနဂတကောက်သူနဲ့ယင်းနဲ့သူဒါရသွားမစင်သူလှုပ်ချင်တာလှုပ်မှာမီဒီယာအစ်စ်မှာရှိတဲ့အခုချမ်းတာနေကာတာတို့အောင်ဘာနိုင်ငံအကုန်လုံးလဲဟောဖြစ်လာမှာသူသူအဖြစ်သူကပဲဟောလှုပ်လာမှာငါထဲအဝင်မဟုတ်ရင်စော်မှာဆိုတဲ့ဟာမျိုးဖြစ်လာမှာဆိုတော့အမတာမအာဆိုရစီရှိနေတဲ့အားမျိုးမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ရဲ့တည်တင်းကတော့ဗာလဲဆိုရင်ရုရှားနဲ့ ရုရှားကမပါလာဖို့ရုရှားကအရှရင်းကိုနည်းနည်းလေး warning လေးပေးနေတယ်ဆိုတော့အဲတမတာထရက်ကလည်းအီရန်ကိုငေးချမ်းမှုတွေလုပ်ဖို့ပြောနေတယ်အေရှင်းကိုလည်းနည်းနည်းငေးချမ်းရေးအဖက်ကိုဥတီဖို့ပြောနေတာဖြစ်တယ်ဒါပေမဲ့အီရန်ဒီနှစ်ဖက်နှစ်ခုကတော့လုံးဝလုံးဝလုံးဝအဆုံးပေးမယ်မဟုတ်ဘူးအရှုံးပေးမယ်တို့ငိမ့်နာညင်းနိုင်မယ်လို့မရှိလာဘူးဆိုရင်တော့အမတမကြောက်စရာလေးနေတိုင်းမျိုးမှာဖြစ်သွားနိုင်မယ်လို့ပြောချင်ပါဒါကြောင့်မတိတ်ခင်မှာနော်ဘာမှမဖြစ်ခင်မှာ เนาะမိမိယုတ်ကြည်ရဖျားပေါ့เนาะစစ်မှန်တဲ့ဖျားရရှိပြီးမှပေါ့เนาะကိုယ်ွယ်ဖို့မိရှိလို့တိုက်တိုးခြင်းနဲ့အာမိသားစုနဲ့ရဖြစ်တာတို့เนาะစကားများတာတို့တန်တန်တို့ရှောင်းပါပေါ့เนาะလင်မယားတို့ဘာတို့ညာတို့ပေါ့เนาะချစ်ချစ်ခင်နေပါမနစ်ပြန်ပါဖြစ်လာနိုင်မလဲဆိုတော့မသိတော့ကြောင်းเนาะမနစ်ပြန်ဆိုတဲ့ဟာကိုဘာဖြစ်လာမယ်ဆိုတော့မသိတော့ကြောင်းအခုလို့ပြောခဲ့တာဖြစ်တယ်အီရန်နိုင်ငံစီဘိုချိုကြီးတယောက်ကဘာပြောတယ်လဲဆိုရင် မင်းတို့ငါတို့ကကွန်ရှင်းပြစ်မယ်ပေါ့ငါတို့နိုင်ငံကိုလာပြီးမှထိခိုက်လာတဲ့နိုင်ငံအလုံးငါတို့တခါလဲစော်ပြစ်မယ်လို့ပြောတာဒီနေ့ပြောထားတာမနေ့ဖြန်ဆုံးသွားတာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်ဆိုတော့လူဆိုတော့မသေးချဘူးလို့ပြောပြချင်တာဖြစ်တယ်ဒါကြောင့်ချီချီခေခင်နေပါပြပရှိရှင်လေးနေပါနော်တတိထားပြီးမှနေကြပါလို့ပြောရင်းနဲ့ဒီမှာပဲနေကုတ်ချုပ်ချင်ပါတယ်နောက်မှကျွန်တော်ပြန်ဆုံကြ